မိတ်ဆွေဟာအရင်ကိုကံကောင်းတဲ့သူတယောက်ဖြစ်ရှင်ပါသလားအချိန်တိုင်းအချိန်တိုင်းမှာကောင်းမွန်တဲ့အံ့ဩဝေကောင်းတဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံတွေကိုကြုံတွေ့ရှင်ပါသလားကိုဘွားရဲ့ကြင်ရှိနေတဲ့အချိန်တွေအားလုံးမှာနေ့စဉ်နေ့တိုင်းကိုဘွားထေးမှာကံကောင်းမှုတွေကို အမြဲတမ်းရရှိရှင်ပါသလားဒါဆိုရင်ဒီဗီဒီယိုကို အဆုံးထိကြည့်ရှုပေးပါ လာကီကဆင်ဒရုံးဆိုတဲ့နီးနှဲကိုအသုံးပြုပြီးရင်ကိုယ့်ရဲ့ဘဝအထိမှာကံကောင်းမှုတွေဘလို့ရရှိအောင်ပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။လာကီကဆင်ဒရုံးဆိုပေမယ့်အမျိုးသမီးတွေနဲ့ရှေ့သက်ဆိုင်တာမဟုတ်ပါဘူး။ဒီနီးနှဲကိုအမျိုးသားတွေတွေအသုံးပြုနိုင်ပါတယ်။ဒီနီးနှဲကိုအသုံးပြုခြင်းအပြင် ကိုယ့်ဘဝဟာပုံမို့တိုးတက်တောက်ပြောင်ကောင်းမွန်လာပြီးရင်ကိုလိုရှင်တဲ့အရာဘေးအရာကိုမဆိုးလွေကူစွာ manifest ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်ပထမဆုံးအနေနဲ့ lucky girl syndrome ဆိုတာဘာလေးဆိုတာကိုပြောရမေဆိုရင်မိတ်ဆွေဟာမိမိကိုကိုကဲအကောင်းဆုံးလူသားတယောက်ဖြစ်တည်တော့ယုံကြည်လိုက်တဲ့အခါမှာမိတ်ဆွေဟာကဘာပေါ်မှာကဲအကောင်းဆုံးလူသားတယောက်ဖြစ်နေပါပြီမိမိကိုကိုကဲအကောင်းဆုံးလူသားတယောက်ဖြစ်တည်ဆိုတဲ့ယုံကြည်မှုကိုဆက်လက်ယုံကြည်မိဒီကိစ္စနဲ့ပတ်သက်လို့ ကိုဟာကဲကောင်းတဲ့လူတယောက်ဖြစ်နေပါ रे ဆိုတဲ့အကြောင်းကိုဆက်လက်ပြောဆိုဆွေးနွေးမိတွေးတောမိခင်စားမိဆိုရင်တော့ကိုရဲ့ reality ဟာ ကိုတွေးတောခင်စားတဲ့အတိုင်းကိုပြောဆိုလိုက်တဲ့အတိုင်းအဲ့ဒီ reality ဟာကိုယ့်ရဲ့အတွင်းကဘာကိုရောင်ပြန်ဟဲပေါ်ပြလာမှာပဲဖြစ်ပါတယ်မိမိကိုယ်ကိုကဲအကောင်းဆုံးလူတစ်ယောက်ဖြစ်တည်ဆိုတဲ့ယုံကြည်ချက်ကို အမြင်နဲ့ဆက်လက်ယုံကြည်လိုက်တဲ့အခါကိုဟာတကင်းကိုအင်အိုးဝေကောင်းတဲ့ကံကောင်းဆုံးလူတစ်ယောက်ဖြစ်လာမယ်ပြီးရင်ကိုရဲ့ဘဝမှာအပြုသဘောဆောင်တဲ့အတွေ့အကြုံတွေကိုကြုံတွေ့ရမယ်ကိုလိုရှင်တဲ့အရာတွေကိုလွေကူစွာ manifest ဖြစ်ပါတယ်ဒီနည်းနဲ့ဟာ law of assumption ကို အရှိခံပြီးရင်ပြုလုပ်ထတာဖြစ်ပါတယ်မိမိကိုယ်တိုင်နဲ့ပတ်သက်လို့ကိုဟာဘလို့လူမျိုးဖြစ်တည်တော့ယူဆလိုက်တဲ့အခါအဲ့ဒီယူဆချက်ဟာ ရုပ်ပိန်းဆိုင်ရာအရှိအနေမှာထင်ဟက်ပြသလာပါလိမ့်မယ်။ဒါကြောင့်ကိုဟာကံကောင်းဆုံးလူတယောက်ဖြစ်တယ်။အဲ့ဒီအရာအလုံးဟာကိုယ့်အတွက်အမြဲတမ်းအလုပ်ဖြစ်စေတယ်။ကိုဖြစ်ရှင်တဲ့အရာတွေကိုလိုရှင်တဲ့အရာတွေကိုလွေကူစွာရနိုင်တယ်တော့ယူဆချက်တွေပြုလုပ်လိုက်တဲ့အခါယုံကြည်ချက်တွေပြုလုပ်လိုက်တဲ့အခါကိုရဲ့ဖြစ်တည်မှုထင်မှာကိုဟာအရင်ကိုအရင်ကိုကံကောင်းတဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်။ ငါဟာအရင်ကိုကံကောင်းတဲ့တဲ့သူတယောက်ဖြစ်တယ်။ငါဟာတခြားသူတွေနဲ့စရင်ပုံမူကံကောင်းတဲ့သူတယောက်ဖြစ်တယ်တော့မိမိကိုယ်ကိုယူဆလိုက်တယ်မိမိကိုယ်ကိုယုံကြည်လိုက်တဲ့အခါကိုဟာပုံမူကံကောင်းတဲ့လူတယောက်ဖြစ်လာပါတယ်။ကံကောင်းတယ်တော့ပုံမူယုံကြည်လေလေကိုဟာပုံမူကံကောင်းလာလေလေပဲ။ အခုအချိန်မှာတော့မိတ်ဆွေကအရှိအနေတစ်ခုအတွင်းမှာရှိနေတယ်အဲ့ဒီအရှိအနေကအခုချိန်ထိကိုဟာကံကောင်းတဲ့သူတရားမဟုတ်ဘူးလို့ယုံကြည်နေတာလေးဖြစ်နေတယ်တခြားသူတွေကမိတ်ဆွေကိုကံမကောင်းတဲ့သူဖြစ်တယ်လို့စဉ်းစားနေတာလေးဖြစ်နေတယ်ဒီလိုအရှိအနေတွေဟာအခုအချိန်ကစပြီးရင်ဘာမှပြဿနာ မရှိတော့ပါဘူးမိမိကိုယ်ကိုကံကောင်းတဲ့သူတယောက်ဖြစ်တယ်လို့မခံစားမိဘူးဆိုရင်ကိုမိသားစုတွေ ကိုယ့်ရဲ့ပဲ့ဝန်းကျင်ကကိုယ့်ရဲ့တငီရှင်အပေါင်းအသင်းတွေကလေမိษွေကိုကံကောင်းတဲ့လူတယောက်အဖြစ်မှဲ့ယူမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့အဲ့ဒီအရာတွေကမိษွေရဲ့ယူဆခြင်းနဲ့ပဲတက်ဆိုင်နေတော့ဖြစ်ပါတယ်။ကိုကိုတိုင်းကဲမကောင်းမှုတွေအဆင်မပြေမှုတွေကိုကြုံတွေ့ရတဲ့အခါမိမိကိုကိုငါကဲမကောင်းတယ်ဘူးငါသူများတွေထဲကဲဆိုးတဲ့တယ်အဲ့ဒီလိုယူဆချက်တွေလေးရှိနိုင်တယ်ဒီယူဆချက်တွေကိုရှက်ရှင်းပြောင်းလဲလိုက်ပါ ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလိုမကောင်းတဲ့ယူဆရှိတွေကြောင့်ပဲမိတ်ဆွေဟာကဲမကောင်းတဲ့အရှိအနေကိုရောက်သွားတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ယူဆရှိကိုကဲမကောင်းတဲ့အရှိအနေကကဲကောင်းတဲ့အရှိအနေအထိတိုးမြင့်ပေးဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ယူဆချက်ပုံမူတိုးတဲ့ကောင်းမွန်လာတဲ့အခါရုပ်ပိုင်းဆိုင်ရာအရှိအနေတွေတွေပုံမူတိုးတဲ့ကောင်းမွန်တဲ့အရာတွေကိုပြသလာပါလိမ့်မယ်။မိတ်ဆွေကိုယ်တိုင်ကလေးအရင်ကထက်ပုံမူကောင်းမွန်တဲ့အတွေ့အကြုံတွေကို တွေ့ကြုံလာပါလိမ့်မယ်။ဒါကြောင့်မိတ်ဆွေကအခုအချိန်မှာဘလို့အရှိနေမျိုးပဲရောက်ရှိနေပါစေ ကိုယ့်ရဲ့ယူဆချက်ကိုယ့်ရဲ့ယုံကြည်ချက်တွေကို ပြောင်းလဲယူဆယုံကြည်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ယူဆချက်တွေယုံကြည်ချက်တွေပြောင်းလဲလာတဲ့အခါကိုယ့်ရဲ့ဖြစ်တည်မှု reality ကလည်းအလိုလျောက်လိမ့်လည်ပြောင်းလဲလာပါလိမ့်မယ်။အခုအချိန်မှာမိတ်ဆွေဟာမိမိကိုယ်ကိုကံကောင်းတဲ့လူတစ်ယောက်ဖြစ်နေတယ်တော့မခံစားရဘူးဆိုရင် ပြဿနာမရှိပါဘူး။ ဒီဗီဒီယိုထင်းမှာကံကောင်းတဲ့လူတယောက်ဖြစ်နေတယ်တော့ခင်စားရအောင်ဘလို့ဆက်လက်ပြုလုပ်ရမလဲဆိုတာကိုအစင်လိုက်အစင်လိုက်ပြောပြပေးပါမယ်။အစင်တစ်ကတော့ affirmation ဆိုတဲ့အတီးပြုစကားလုံးတွေရွတ်ဆိုပေးရမှာဖြစ်ပါတယ်။ဒီလိုဆိုရင်ရွတ်ဆိုရမယ့် affirmation တွေကတော့ငါဟာအမြဲတမ်းကံအကောင်းဆုံးသူတယောက်ဖြစ်တယ်။ကံကြမ္မာငါ့ကိုအမြဲတမ်းမျက်နှာသာပေးနေတယ်။အရာအလုံးကတော့ငါအတွက်အလုပ်ဖြစ်နေတယ်။ ငါဟာလူရှင်တဲ့အရာဟုသမ ्या ကိုလွေကူစွာရတဲ့တဲ့သူဖြစ်တယ်။ဒီလိုအတိပြုဝါကြလေးချောင်းကိုအဲ့ရကားထတဲ့နင်းနေတိုင်းနင်းနေတိုင်းရွဲဆိုပေးပါဘလောက်ထိရွဲရမလဲဆိုကိုယ်စိတ်ထိမှ အမှင်တကယ်စိတ်ခင်စားချက်တွေကောင်းမွန်လာသည့်အထိရွဲဆိုပေးပါ။ ပြီးရင်နေ့နေနေခင်အားတဲ့အချိန်တွေမှာဒီအတီးပြဝါကြလေးချောင်းကိုဆက်လက်ပြီးရွေးဆိုပါဖျားကားထားတွေကိုထက်တလေလေးရွေးဆိုသလိုဒီအတီးပြဝါကြလေးချောင်းကိုထက်တလေလေးထက်တလေလေးထက်တလေလေးရွေးဆိုပေးပါအာသမြရွေးဆိုပေးပါဓာရီကိုရွေးဆိုတဲ့အခါအသင်အကြည်ကြီးနဲ့អော်ပြီးရင်ရွေးဆိုနေစရာမလိုပါဘူးမိမိကိုကိုယုံကြည်ရှဲအပြည့်နဲ့ခံစားရှဲအပြည့်နဲ့ရွေးဆိုနေဖို့ပဲအရေးကြီးပါတယ် အခုပြောခဲ့တာတွေကိုပုံမိုရွက်ဆိုလေးလေးကိုယ့်ရဲ့မသိစိတ်ထင်းကိုအဲ့ဒီအကြောင်းအရာတွေကပုံမိုရောက်လာလေးလေးပဲမသိစိတ်ကလက်ခံရရှိပြီဆိုရင်အဲ့ဒီအရာတွေကိုမြန်ဆင်စွာ manifest ဖြစ်စေပါလိမ့်မယ်။အဲ့ဒီခါမိတ်ဆွေရွက်ဆိုလိုက်တဲ့အတိုင်းမိတ်ဆွေဟာအရင်ကိုကဲကောင်းတဲ့သူတယောက်အဖြစ်မြင်မြင်ဆင်ဆင်ပြောင်းလဲလာပါလိမ့်မယ်။ဒါအပြင်ကိုယ့်ရဲ့ဘဝမှာကောင်းတဲ့အတွေ့အကြုံတွေကိုပဲပုံမှုများစွာကြုံတွေ့လာရပါလိမ့်မယ်။ ကံကောင်းတဲ့သူတယောက်ဖြစ်စေဖို့ပြုလုပ်ရမယ့်အဆင့်နှစ်ကတော့မိမိကိုယ်ကိုမကြိမ်ဆေးဖို့ပဲလိုအပ်ပါတယ်မိမိကိုယ်ကိုမကြိမ်ဆေးရဘူးဆိုတဲ့စကားလုံးတွေကဘလို့ဟာတွေလေးဆိုရင်ငါကိုကတုံလိုက်တာငါကိုကအလိုက်တာငါကအသုံးမချဘူးငါကအဆင်မပြေတယ်ဘူးငါကမပြောတယ်ဘူးငါအသုံးမချဘူးအဲ့ဒီလိုစကားလုံးတွေကိုပြောနေတာဖြစ်တယ်ဒီလိုပုံစံမျိုးမိမိကိုယ်ကိုမကောင်းတဲ့စကားလုံးတွေနဲ့ပြောဆိုသုံးဆွေးနေတဲ့အကျင့်ကိုရှောင်ကြည့်ပါ ဥပမာဆိုပါစို့မိษွေဟာတစုံတစ်ခုပြုတ်လုံးလိုက်တယ်။အဲ့ဒီကိုပြုတ်လုံးတိုက်တဲ့အရာတစ်ခုဟာတခြားသူတွေပြုတ်လုံးလိုက်တဲ့အရာလောက်မကောင်းမှုဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီလိုအရှင်နေမျိုးတစ်ခုကြုံတွေ့လာရတဲ့အခါငါကိုကအသုံးမချလို့ငါကဥနှောင်းမရှိတော့ဖြစ်တာအဲ့ဒီလိုစကလုံးတွေကိုမသုံးပါနဲ့။ကိုပြုလုံးလိုက်တဲ့အရာဟာတခြားသူတွေပြုလုံးလိုက်တာလောက်မကောင်းတဲ့အခြေအနေကိုရောက်နေရင်နောက်တစ်ခါဒီထက်ပိုမိုကောင်းဝင်အောင် ဘာတွေပြုလုပ်ရမလဲဆိုတာကိုပဲစဉ်းစားပါမိမိကိုယ်ကိုတခြားသူတွေထက်ပုံမကောင်းဝင်စွာပြုလုပ်နိုင်တယ်တော့မိမိကိုယ်ကိုယုံကြည်ပါအဲ့ဒီလိုပြုလုပ်နိုင်ဖို့လေနည်းနည်းတွေကိုရှာဖွေပါမိမိကိုယ်ကိုမိမိကိုယ်ကိုယ်တိုင်ပဲမကောင်းတဲ့စကားလုံးတွေကိုသုံးနေရှင်းကတော့ကိုယ်ဘဝကိုပုံမပြီးရင်အခက်အခဲတွေမကောင်းတဲ့အတွေ့အကြုံတွေကိုကြုံတွေ့စေရတတ်ပါတယ်ဒါကြောင့်ဒီလိုစကားလုံးတွေကိုပြောဆိုသုံးဆွေးခြင်းကရှောင်ကြည့်ပါတကယ်တော့ကို့အနေနဲ့ ပြောမိသွားတယ်ဆိုရင်လေအဆင့်တင်းမှာပြောခဲ့တဲ့အတီးပြုစကလုံးတွေကိုပြန်လေရွက်ဆိုပါကဲကောင်းတဲ့သူတယောက်ဖြစ်စေဖို့ပြုလုပ်ရမယ့်အဆင့်၃ကတော့မိမိကိုယ်ကိုမိမိရှိကျူးစကားတွေပြောဆိုပေးပါ ဒါကတော့နေ့စဉ်နေတဲ့ကိုယ့်ရဲ့ဘဝမှာကောင်းမွန်တဲ့အရာတွေနဲ့ကြုံတွေ့ရတဲ့အခါမိမိကိုယ်ကိုရှိကြပါဥပမာဆိုပါစို့တငင်ရှင်တယောက်ကမိတ်ဆွေကိုလက်ဆောင်လေးတစ်ခုပေးလာတယ်အဲ့ဒီတော့မိမိကိုယ်ကိုစဉ်းစားပြီးရင်ဟာငါအရင်ကံကောင်းတာပဲငါလက်ဆောင်တွေရတယ်အဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုရှိကြပါ ။နောက်ဥပမာတစ်ခုကတော့ကိုပြူးလုံးလိုက်တဲ့အလုပ်တစ်ခုဟာပုံမကောင်းဝင်နေတဲ့လှပတွေတည်တဲ့တွေအဆင်ပြေတွေဆိုရင်မိမိကိုယ်ကိုရှီကျူးပါဘလို့ရှီကျူးရမလဲဆိုငါအရင်တော်တာပဲအဲ့ဒီလိုပုံစံမျိုးအတိုင်းရှီကျူးပေးပါ။ဒီလိုပုံစံမျိုးနဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကောင်းမွန်တဲ့အရာတွေအလုံးအတွဲရှိကျူးပေးပါ ။နောက်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်ကိုယ်တငေရှင်တွေကကိုယ့်အပေါ်ခင်မင်းเจ้าကိုပြသတဲ့အရာတွေတွေးပြီးဆိုရင်လေတငေငါတငေရှင်တွေကငါ့ကိုအရင်ခင်တာပဲ။ငါကအရင်ကိုခင်မင်းစရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။အဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုရှိကြပါ။ဥပမာကိုယ်မှာချစ်သူရှိတယ်ဆိုပါစို့။အဲ့ဒီတော့ကိုကချစ်သူနဲ့တွေ့တယ်ကိုချစ်သူကလေကိုကိုချစ်တဲ့အကြောင်းတွေပြသလာတဲ့အခါပြောဆိုလာတဲ့အခါ ငါကငါချစ်သူရဲ့အချစ်ကိုရနေတာပဲငါချစ်သူကငါကိုအရင်ချစ်နေတာပဲငါကအရင်ကိုချစ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုရှိကျူးပေးပါနောက်ဥပမာလေးတစ်ခုအနေနဲ့ပြောမိဆိုရင်မိ쇠ဟာတခါတလေငွေကြီးမြောင်းမြောင်းစွာရလာတဲ့အချိန်တွေရှိမိအဲ့ဒီအချိန်မှလေးမိမိကိုယ်ကိုရှိကျူပါငါကငွေကြီးမြောင်းမြောင်းစွာကိုလွီလွီကူကူနဲ့ရတဲ့တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့မိမိကိုယ်ကိုပြောဆိုပါရှိကျူပေးပါဒါအပြင်မိ쇠ဟာ ဖြစ်သူအစ်စ်တယောက်ကိုလိုချင်တယ်ဆိုရင်တစုံတရာကမိတ်ဆွေကိုလာလို့ propose လုပ်တယ်အချင်းချင်းနဲ့ပဲတယ်လို့ကဲလင်းတယ်သူ့ဖက်ကသဘောချနေတဲ့ပုံစံတွေကိုပြသလာတယ်ဆိုရင်လေငါ့ကိုတခြားသူတွေကကြိတ်နေတာပဲငါကချစ်သူဝင်းဝင်းနေတဲ့သူပဲအဲ့ဒီလိုမိမိကိုယ်ကိုရှီကျူးပေးပါကိုယ့်ဖက်ကပြင်ကြိတ်တာမကြိတ်တာကနောက်ခါထားဒါပေမဲ့တခြားသူတွေကကိုယ့်ကိုစိတ်ဝင်စားတာတွေပြသလာတယ်ရှစ်ခင်ကြောင့်လက္ခဏာတွေပြသလာရင်ကိုဟာတခြားသူတွေရဲ့စိတ်ဝင်စားမှုကိုခံရတဲ့သူတယောက်ဖြစ်တယ်ကိုဟာ ညှို့အားကောင်းတဲ့သူတယောက်ဖြစ်တယ်ဆွေးဆောင်မှုရှိတဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုမိမိကိုယ်ကို ရှိကျပေးပါကိုယ့်ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့ကောင်းတဲ့အရာတွေအလုံးကိုရှိကျပေးခြင်းအဖြစ်နေ့စဉ်ဘဝမှာကံကောင်းမှုတွေကိုဆက်တက်ရရှိစေပါတယ်အခုပြောပြခဲ့တဲ့အချက်၃ချက်ဟာမိษွေတော်အတွက်ဘဝမှာကံကောင်းစီမင်းအချက်တွေဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်တွေကိုလေ့ကျင့်တဲ့အခါလေးယုံကြည်ပါယူဆပါဆိုတဲ့စကားကိုဆက်လက်ပြောပြစီ။ ။ဒီအချက်သုံးချက်ကိုနေ့စဉ်နေ့တိုင်းလိမ့်နာကျင့်သုံးခြင်းအပြင်မိတ်ဆွေတို့ဘဝဟာတရက်ထက်တရက်ပိုမိုတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ဘဝမှာကောင်းမွန်တဲ့အခွင့်အရေးမြောက်များစွာကိုကြုံတွေ့ရပြီးရင်အရင်ကိုကင်အကောင်းဆုံးလူတစ်ယောက်ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။